မင်္ဂလာပါဒီနေ့အစီအစဉ်နဲ့ညှိုးဆိုပါရယ်ကျွန်တော်တို့ဒီနေ့ဆွေးနွေးမယ့်အကြောင်းအရာကလည်းခေတ္တနိပညာရဲ့တကယ်ကိုမမြင်ရတဲ့အုတ်မြစ်တစ်ခုဒါကတော့ဒိုင်တော့အကြောင်းပါသူ့နာမည်ကိုကြားဘူးချင်မှကြားဘူးမှဒါပေမဲ့သူဒါမရှိရင် ကျွန်တော်တို့သုံးနေတဲ့ electronics နဲ့ပတ်သက်တဲ့ဘာ PC မှရှိလာမှာမဟုတ်ပါဘူးဒိုင်ယောပဒဒီကဘရာပေါ်မှာလုံးဝမရှိခဲ့ဘူးဆိုရင်ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝကဘလို့ဖြစ်နေမလဲအဲ့ဒီစိတ်ကူးနဲ့အရင်စကြည့်ရအောင်ပြီးမှဒီလောက်ရေးပါတဲ့ PC ကဘာလဲ ဘလို့အလုံးလုံးတလဲဆိုတာကိုစက်ပြီးဆွေးနွေးသွားကြတာပေါ့ပထမဦးဆုံးဒိုင်းယုတ်တာတကယ်မရှိဘူးဆိုရင် ပထမဆုံးကျွန်တော်တို့ကြုံရမယ့်အရေးကြီးဆုံးပြဿနာကလျှက်စစ်ပဲဖြစ်မယ်ထင်တယ်။နေရန်ကရတဲ့ plat ပေါက်ကရတဲ့ AC လျှက်စစ်တမျိုးပဲရှိတော့မှာပေါ့။အဲ့ဒီအချက်ကအဓိကတော့ချက်ပဲ။ AC alternating current ဆိုတာကလျှက်စစ်စီးကြောင်းရဲ့လာယာကတစ်စက္ကန့်ကိုအကျဉ်းပေါင်းများစွာ ရှေ့နဲ့နောက်ပြောင်ပြန်စီးနေတာလိ။ဒါပေမဲ့ကျွန်တော်တို့ electronics အများစုအထူးသဖြင့် ဘက်ထရီနဲ့အလုတ်လုတ်တဲ့ပစ္စည်းတွေက DC လို့ခေါ်တဲ့လန်ဒလန်နဲ့တီတီငင်ငင်စီးတဲ့လျှက်စစ်ကိုလိုတာဆိုတော့ဒိုင်အုပ်မရှိရင်အဲ့ဒီ AC က DC ကိုပြောင်းပေးမဲ့ပစ္စည်းမရှိတော့ဘူးပေါ့အဲ့ဒီလို AC ကို DC မပြောင်းနိုင်ရင်ကျွန်တော်ပထမဆုံးစဉ်းစားမိတာကအားပြန်တွင်းလို့ရမယ့်ဘက်ထရီအားလုံးမရှိတော့ဘူးပေါ့ဆိုလိုတာကကျွန်တော်ရဲ့လက်ကင်ဖုံးတွေလက်တော့တွေကျူးမဲ့နာကျက်တွေတခုမှရှိလာမှာမဟုတ်ပါဘူးစွန့်အင်လိုချင်ရဲ့တစ်ချိန်လုံး plug ပေါက်မှာဂျူးတန်းလိုင်းနဲ့ထိုးထားရတော့မှာပဲ ဒါဒီမကသေးပါဘူးအလင်းအောင်ဘတ်ကိုကြည့်လိုက်ကြရအောင်အခုခေတ်တွေမှာနေရာတကာသုံးနေတဲ့ LED မီးလုံးလေးတွေအကုန်ရှိလာမှာမဟုတ်တော့ပါဘူး LED ဆိုတာ light emitting diode လို့ခေါ်တာသူ့နာမည်မှာကိုက diode လို့ပါနေတာသူကလည်း DC လျက်စစ်နဲ့ပဲလုပ်လုပ်ပါတယ် diode တာမရှိရင်မီးလုံးဝါဝါကြီးတွေကိုပဲဆက်သုံးနေရမယ်ထင်ပါတယ်ဟုတ်ပါတယ်လျက်စစ်စွမ်းအင်ကိုအလင်းထက်အပူစွမ်းအင်ဖြစ်ကူးဖြုံးတိတဲ့ incandescent bulb အပူလည်းအများကြီးထွက်မယ်မိထခါတယ်လည်းအများကြီးတက်ပါတယ်အဲ့ဒီနောက်ဆက်အတွက်တက်ရောက်မှုကမှတကယ်ကိုအကြီးမားဆုံးပဲဒိုင်အုပ်တာမရှိလာခဲ့ရင်သူ့ပေါ်မှာအခြေခံယူတိဆောက်ထားတဲ့ transistor ဆိုတာလည်းရှိလာမှာမဟုတ်ဘူးနော် transistor မရှိဘူးဆိုရင် computer တွေလည်းရှိလာမှာမဟုတ်ဘူးဖန်မီလုံးဒီလေးနဲ့တိဆောက်ထားတဲ့အခန်းတစ်ခန်းစားလောက်ကြီးတဲ့ computer တွေရဲ့ခက်မှာပဲရက်သွားမှာပေါ့ဒီတော့ဒိုင်အုပ်ဆိုတဲ့သေးသေးလေးဟာခက်သည့် electronic stolen eg တစ်ခုလုံးကိုစတင်ခဲ့တဲ့ ဒိုမနောချပြလေးတွေလိုပါပဲ။အလားဆိုဒီလောက်တောင်အရေးပါတဲ့ဖြစ်စီကတကယ်တမ်းကဘာနဲ့များလှုပ်ထားတာလဲဆိုတာကိုဆက်လေ့လာကြရအောင်။စာပေအရင်အမြင့်တွေထဲမှာသူတို့ကိုစီမီကွန်ထက်တာတို့ခေါ်ထားတယ်။ဒါကတပိုင်းလျက်ကူးကိုခေါ်ဆိုခြင်းပါ။အဲ့ဒီစကားစုကိုအသေးပဲဖွင့်ကြည့်ရအောင်။သူကလျက်စစ်ကူးပစ္စည်းကွန်ထက်တာလည်းမဟုတ်လျက်ကပစ္စည်းအင်ဆူလေတာလည်းမဟုတ်ဂျားကတပိုင်းဆိုတဲ့အသေးပဲကပဲဒိုင်အုတ်ရဲ့ ဂုံတက်တီတဲ့အကုန်ပါနေပါတယ်သူကလူအရင်လှဲစစ်ကိုကောင်းကောင်းစီစဉ်ကွန်ပေးတယ်ကွန်ဒက်တာတခုလိုမီဂျိုးတစ်ချောင်းလိုပေါ့မလိုအပ်တော့ဘူးဆိုရင်လျက်စစ်ကိုလုံးဝဖြတ်မသွားခိုင်းတဲ့အင်ဆူလေတာတခုလိုလည်းပြုမှုလုံဆောင်နိုင်ပါတယ်ဆိုလိုတာကဖွင့်လို့ပိတ်လို့ရတဲ့တကားပေါက်တခုလိုပေါ့ဒီလိုထိန်းချုပ်နိုင်စွမ်းရှိတာကပဲသူ့ကိုတန်ဖိုးရှိတဲ့ဒိုင်အုတ်တလုံးထစ်လာစေပါတယ်ဒီလိုရှားပါးတဲ့ဖြစ်စည်းကိုစိန်လိုရှားပါးတဲ့ဖြစ်စည်းနဲ့ လုတ်ထားတယ်လို့မိဆွေထင်းရဲ့မှားသားပါလိမ့်မယ်အချက်လက်တဲ့အရာတော့ကဘာမြေကြီးပေါ်မှာရှိတဲ့တာမန်သဲသဲမှာတွေ့ရတဲ့ဆီလီကွန်နဲ့အဓိကလုတ်ထားတယ်လို့ဆိုပါတယ်အဲ့ဒီနေရာမှာပဲလူသားတွေရဲ့ညင်ပညာကပေါ်လွင်လာပါတယ်တကယ်စမ်းသပ်မှုကဆီလီကွန်ကိုရှာတွေ့တာမဟုတ်ဘူးတန့်စင်ပြီးသားဆီလီကွန်ကိုမတန့်စင်တာတော့လုတ်လိုက်တဲ့ဒိုပင်ဆိုတဲ့နီးပညာကမှတကယ်တော်လွန်ရေးပါပဲဆိုလိုတာကတန့်စင်နေတဲ့ဆီလီကွန်က သူ့ဘာသာသူဆိုတိတ်ပြီးအတုံးမဝင်ဘူး ူတဲကိုတခြားအရာတွေတမင်ရောထည့်လိုက်ရင်အစွမ်းထက်လာတယ်ပေါ့ဒိုပင်ဆိုတာကတန့်စင်တဲ့ဆီလီကွန်ပုံဆောင်ကဲတဲ့ကိုတခြားတက်စင်တချို့ရဲ့ attempt တွေကိုအရေးအတွက်အနှဲငယ်နဲ့တိတိကျကျရောစန့်ထည့်သွင်းတဲ့လုပ်ငန်းစဉ်တစ်ခုပါပဲဒီလိုလုပ်လိုက်တဲ့အခါဆီလီကွန်ကိုအုပ်စုနှမျိုးကွဲစုံအောင်ဖန်တီးလိုက်နိုင်ပါတယ်ပထမတစ်မျိုးက anti လို့ခေါ်တဲ့ negative type ပေါ့သူထဲမှာလွတ်လပ်စွာလှူရှားသွားလာနိုင်တဲ့ electron တွေကိုပိုရန်နေအောင်ဖန်တီးထားတယ် ူကအီလက်ထရွန်တွေကိုပေးကမ်းကြံနေတယ်ဒုတိယတစ်မျိုးကတော့ p type ပေါ့ positive type သူထဲမှာကြတော့ electron တွေရှိတဲ့နေရာမှာမရှိပဲနေရာလွတ်တွေရှိနေတယ်သူကတော့ electron တွေကိုအငမ်းမရလိုအပ်နေတဲ့သူလိုပါပဲအဲ့ဒီ p o ဆိုတာအမှုန်တစ်ခုလားဒါမှမဟုတ်နေရာလွတ်တစ်ခုကိုနာမည်ပေးထားတာလားဆိုတာကိုမိတ်ဆွေလိုသိချင်ကြမယ်ထင်ပါတယ်ကျွန်တော်ဥပမာပေးရှင်းပြပေးခြင်းပါတယ်ကားပါကင်တစ်ခုကိုမြင်အောင်ကြည့်လိုက်ပါကားတွေအပြည့်ရပ်ထားရင်ဘယ်ကားမှမရွေ့နိုင်ဘူးပေါ့ ဒါပေမဲ့ကားတစည်းစာ နေရာလွတ်တစ်ခုဟိုးရှိရင်သူ့ဘေးကကားကနေရာလွတ်ထဲကိုဝင်ရက်နိုင်ပြီပေါ့အဲ့ဒီအခါဝင်လာတဲ့ကားရဲ့နေရာမှာနေရာလွတ်အတိတ်တစ်ခုရှိလာပြန်ပါတယ်။နောက်ကားတစည်းကအဲ့ဒီနေရာလွတ်ထဲထပ်ဝင်လာမယ်။တကယ်တမ်းမှာရွေ့နေလာကကားတွေ electronic ပဲအပြင်ကကြည့်ရင်အဲ့ဒီနေရာလွတ်ကြီးကိုယ်တိုင်ကတနေရာက တနေရာကိုတွားနေသလိုထင်ရတာပေါ့အဲ့ဒီလိုပဲပီတိုက်ထဲမှာအပေါင်းထဆောင်တဲ့အမှုတစ်ခုလိုဟန်ဆောင်ပြီးရွေးရှာနေတာပါ ဒါဆိုရင်ကျွန်တော်တို့မှာ electronic ပုံနေတဲ့ anti နဲ့ electronic လိုနေတဲ့ p type ဆိုပြီးမတူညီတဲ့အစွန်းနှစ်ခုကို ဖန်တီးထားပြီးဆိုပါစို့ anti ဘက်ကပုံနေတဲ့ electron တချို့က dynamic ကိုကြော်ပြီး p type ဘက်ကလိုနေတဲ့ poly တွေကိုခွန်ကူပြီးအလိုလျောက်နေရာဝင်ယူလိုက်ကြတယ်ဒီလိုအပြန်အလှန်နေရာဝင်ယူမှုကြောင့်အလေက dynamic မှာ electron pop မရှိတော့တဲ့ဒတိုင်းတစ်ခုလိုကြားနေမြေလေးတစ်ခုဖြစ်လာတယ်သူကို debilitation လို့ခေါ်တယ် ကင်းမဲ့ဆုံးပေါ့ဒီဆုံးကတတိုင်းတစ်ခုလိုချစ်သွားပြီးနောက်ထပ် electronic အလွဲတကူမကူးနိုင်အောင်တာစီထားပေးပါတယ်ဒီတတိုင်းကိုကြော်ဖြတ်ဖို့အတွက် electronic မှာအပြင်ကနေလျှက်စစ်သွန်းအားတစ်ခုလိုအပ်လာပါတယ်အဲ့ဒီသွန်းအားဟာ silicon အတွက်ဆိုလိုအပ်တဲ့အနေအဆုံတုံညာတတမခုံဖို့လိုအပ်ပါတယ်အဲ့ဒီဘိုးအားကတည်းတကားပေါက် gate တစ်ခုလိုဖွင့်ခိုင်းပိတ်ခိုင်းဖို့ battery လို power ရင်အမြင့်တစ်ခုနဲ့ ချိတ်ဆက်ရမှာပေါ့ချိတ်ဆက်မယ်ဆိုရင်လည်းနှစ်နည်းရှိပါတယ်ပထမနည်းက forward bias ရှေ့ဘက်သို့ချိတ်ဆက်နည်း electron တွေလိုချင်နေတဲ့ p type ဘက်သူ့ကို anode အပေါင်းဘက်လို့ခေါ်တယ်အဲ့ဒါကို battery ရဲ့အပေါင်းကုန်းနဲ့ဆက် electron တွေပုံရဲ့ n type ဘက်သူကကတ်တော့အနုတ်ဘက်သူ့ကိုတော့ battery ရဲ့အနုတ်ဘက်ချိတ်လိုက်မယ်ဒီလိုချိတ်လိုက်တဲ့အခါ battery ရဲ့အနုတ်ငုတ်က n type ဘက်က electron တွေကိုရှေ့ကိုတွန်းထုတ်ပေးပြီး အပေါင်းငုတ်ကပီတိုက်ဘက်ကပေါ့တွေကိုရှေ့ကိုဆွဲခေါ်လိုက်တယ်။ဒီတွန်းအားနဲ့ဆွဲအားဟာအလေကတုံညတသမခွန်ဘူတွန်းအားတတိုင်းကိုပြိုကျသွားအောင်လုပ်လိုက်ပြီး electron တွေဟိုဘက်ဒီဘက်အလွယ်တကူကူးလို့သွားနိုင်ပါတယ်။အဲ့ဒီခါဒိုင်ယုတ်ကလက်စစ်စီးကြောင်းကိုလမ်းဖွင့်ပေးလိုက်တယ်။ကွန်တက်တာတကူလို့ဖြစ်သွားပါတယ်။လမ်းပိတ်ပေးခြင်းတော့ပြောင်းပြန်ခြေဆက်ခြင်း reverse ခြေဆက်ခြင်းလို့လည်းခေါ်ပါတယ်။ပီတိုက်ဘက်ကိုဘက်ထရီရဲ့အနုတ်ငုတ်နဲ့ခြေပြီးအန်တိုက်ဘက်ကိုအပေါင်းငုတ်နဲ့ခြေလိုက်မယ်။ အဲ့ဒီခါဘာဖြစ်သွားလဲဆိုတော့ဘက်ထရီရဲ့အနုငုတ်ကပီတိုက်ဘက်ကပေါ့တွေကိုသူ့ဘက်ကိုဆွဲခေါ်သွားပြီးအပေါင်းငုတ်ကအန်တိုက်ဘက်ကအီလက်ထရွန်တွေကိုသူ့ဘက်ဆွဲယူသွားလဲဆိုတော့အလဲကတတိုင်းကြီးကပိုးပြီးတော့ကျယ်ပြန့်သွားတာပေါ့ဒါကြောင့်ဘယ်အီလက်ထရွန်မှကျော်ဖြတ်လို့မရတော့ဘူးလုံးဝလမ်းပိတ်သွားတာပေါ့လျှက်စစ်လုံးဝမစီးတော့ဘူးပေါ့ဒိုင်အုတ်ကလျက်ကအင်ဆူလေတာသဘောမျိုးဖြစ်သွားတာပေါ့သဘောပေါက်ကြမယ်လို့လည်းမျှော်လင့်မိပါတယ်တကယ်တော့ဒိုင်အုတ်ဆိုလား တလန်းသွားလာမကြီးတခုလိုမင်းအောင်ကြည့်လိုက်ရပါတယ်မှတ်ရမှာက forward ဆိုလမ်းဖွင့်ပေးတယ် reverse ဆိုလမ်းပိတ်ပေးတယ်ဆိုတာကိုအခြေခံအနေနဲ့မှတ်ယူရင်လည်းရပါပြီခင်ဗျာ the iron characteristic curve ဒီ graph ကိုကြည့်ရင် forward bias မှာ vo အားအနည်းငယ်ကျော်တာနဲ့ current ဟာအရှင်းအဟုန်နဲ့တက်သွားတာကိုတွေ့ရပါမယ် reverse bias မှာတော့ current လုံးဝမရှိဘဲတက်မှတ်ထားတဲ့ breakdown voltage ရောက်မှသာ current အကြီးအကျယ်စီးစင်တာကိုတွေ့ရမှာပါဒါကိုအများအားဖြင့်ရှောင်ရှားပါတယ်အဓိက diet အမျိုးအစားများ diet မှာအမျိုးအစားများစွာရှိပေမဲ့အရေးကြီးဆုံး3မျိုးကိုလေ့လာပါမယ်တ rectifier diet standard diet မှာ AC လက်စီကို DC လက်စီအဖြစ်ပြောင်းလဲပေးရမှာအဓိကအသုံးပြုပါတယ်နှစ် light emitting diet LED forward bias မှာ current season နဲ့ class အလဲထုတ်လွှတ်ပေးတဲ့ diet အမျိုးအစားဖြစ်ပါတယ် တောင်းဇီနာဒိုင်ယိုသူရထူချချက်ကတော့ reverse bias မှာအလောက်လောကီတတ်မှတ် vote အားဇနာ voltage ကိုတင်းငင်အောင်ထိမ့်ပေးနေတာကြောင့် voltage regulator အဖြစ်အသုံးပြုပါတယ်ဒိုင်ယိုကအသုံးချမွန်ဒိုင်ယိုကို binary မှာတုံးလဲဆိုတော့အဓိကက rectification မှာပဲကျွန်တော်တို့အိမ်သုံး AC ကိုဖုံးအသွင်းရမှာတုံးတဲ့ DC အဖြစ်ပြောင်းဖို့ diode တွေပါတဲ့ rectifier circuit ကိုတုံးရပါတယ်နောက်တစ်ခုက reverse polarity protection အသက်ပါ မတော်တဆဝါယာကျူပြောင်းပြန်တက်မီနေစာကစ်ပျက်စီးမှုကနေကာကွယ်ပေးနေမှာတယ်။နောက်ပြီးဒါယုတ်တွေကို switching အနေနဲ့လဲမြန်ဆန်စွာ point ပိတ်လုံးဆောင်နိုင်တဲ့အသက် digital စာကစ်တွေမှာအရေးပါပါတယ်။ဒီတော့အချုပ်အောက်ထင်ဒါယုတ်ဟာ PN changing ကိုအခြေခံပြီး forward bias မှာ current season quint ပေးက reverse bias မှာ pick ဆိုထားတဲ့ one way gate device ရှိခုဖြစ်ပါတယ်။သူဟာ AC ကို DC ပြောင်းလဲခြင်းနဲ့ စာခစ်တွေကိုကာကွယ်ပေးရမှာမရှိမဖြစ်တဲ့အစိပ်ပိုင်းတစ်ခုပဲဖြစ်ပါတယ်ဒီဗီဒီယိုကနေဓာတ်ရုပ်အကြောင်းကိုအချက်အလက်ကြကြနားလည်သွားမယ်လို့ယုံကြည်ပါတယ်နောက်ထပ် electronics ဗီဒီယိုများဆက်လက်ကြည့်ရှုဖို့ channel ကို like and subscribe လုပ်ဖို့မမေ့ပါနဲ့အောင်နော်နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်